င်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ November 10ရက်နေ့အတွက်ဂျာမုံပြောပြသွားမယ့်သတင်းတွေကတော့ဖားကန်မှာ KIA ပူပေါင်းတက်ရဲ့မိုင်းဖောက်ခွဲမှုကြောင့်စစ်ရင်တန်းအထိနာခဲ့ပါတယ်စစ်တပ်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်တယ်လို့လူငယ်တွေပြောဆိုလိုက်တာပါပုံညာတောင်အနောက်ဘက်ခြမ်းကိုစစ်တပ်လေးချောင်းတိုက်ခိုက်ခဲ့ပြန်ပါတယ်ပေါ့နယ်မှာစစ်တပ်စစ်ချောင်းစီကနေတနက်၅လက်နဲ့ခဲရန်တွေသိမ်းဆီးရရှိခဲ့တာပါသတင်းပြေစုံကိုဆက်ပြီးနားဆင်ပေးပါအောင်ရှင်။ ကချင်ပြည်နယ်ဖားကံမှာနိုဝင်ဘာ10ရက်မနက်ပိုင်းထိတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA KPDF ရဲ့ပြင်းအားမြင့်တဲ့မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့်စစ်တပ်ရင်တန်းအထိနာသွားတယ်လို့သတင်းရင်းမြစ်တချို့စီကသိရပါတယ်။ဖားကံမြို့နယ်လုံခိုင်ကျေးရွာအုပ်စုပဝန်းကျင်နယ်မော်စီစာလမ်းစုံမှာတိုက်ပွဲဖြစ်နေပြီးစစ်တပ်ရင်တန်းကိုချက်ကောင်းထီအောင်မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောတာပါ။အဲ့ဒီစစ်ရင်တန်းရဲ့တိုက်ဆုံစစ်ရင်ကိုမရပေမဲ့မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်တပ်ကပြစ်ခတ်တာတွေလုပ်သွားတယ်လို့ KIA နဲ့နှိဆက်သူကပြောပါတယ်။ဒေသခံတွေရဲ့ကားတွေကိုချောဆွဲပြီးစစ်တပ်ကထိခိုက်သေးဆုံးသူတွေကိုတဲဆောင်သွားတယ်လို့အရက်သားတွေကိုဖမ်းဆီးစစ်ဆေးခဲ့တယ်လို့သိရပါတယ်။စစ်တပ်ကအရက်ဝတ်တွေနဲ့အင်အားလာဖြည့်တာ300နီးပါးအထိရှိပြီးရဲတွေလည်းပါတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တအူးကပြောတာပါ။အဲ့ဒီလိုစစ်တပ်အင်အားဖြည့်လာတာကိုရှမ်းနီတပ် SNA ကလုံခြုံရေးယူပေးတယ်လို့ဆိုပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကခွေခါမော်ကိုဦးတည်နေတယ်လို့ ရေပြင်သတင်းရင်းမြစ်ကဆက်ပြောတာပါ။ခွေးခေါမော်ကိုရောက်ဖို့လုံခင်းကျေးရွာအုပ်စုကနေဖားကန်ကြောက်စိမ့်မော်တွေကိုဖျက်ရမှာဖြစ်ပြီးစစ်ကောင်စီတပ်စစ်ကြောင်းတွေကပုံစံမျိုးစုံနဲ့စစ်ရေးလှုပ်ရှားနေတာလို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာလ၈ရက်ညနေပိုင်းကလည်းလုံခင်းပတ်ဝန်းကျင်မှာစစ်ကောင်စီတပ်နဲ့ KIA KPDF တို့တိုက်ပွဲပြင်းထန်ခဲ့ပြီးထိခိုက်သေးဆုံးမှုတွေရှိလို့စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နေ့ကစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း အယက်သားအမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့၁၀ရက်နေမှာလည်းအမျိုးသမီးတဦးထပ်ပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဖားကတ်မှာတိုက်ပွဲဖြစ်နေချိန်မိုးကောင်းမြို့ပေါ်မှာစစ်တပ်တိုက်လျင်ကအနေပိုင်းကနေဖြတ်ပြန်သွားလို့ဒေသခံတွေထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။မိုးကောင်းနဲ့ဖားကတ်ကဂုံလန်းအရာဆက်သွယ်ရရှိပြီးအဲ့ဒီလမ်းကနေလည်းစစ်တပ်အင်အားဖြည့်နေပါတယ်။အခုလိုဒေသတွေမှာစစ်ရေးတင်းမာနေချိန်စစ်ကောင်စီစစ်ကြောင်းတွေနဲ့တွေ့ရင်ကြိုတင်ရှောင်တိန်ဖို့လမ်းပေါ်ထွက်ပြီးကြည်တာမျိုးတွေမလုပ်ဖို့နဲ့လေကြောင်း လက်နက်ကြီး NDA ကိုလည်းသတိပြုဖို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကသတိပေးထားပါရရှင်စစ်တပ်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကြောင်းနဲ့စစ်တပ်အာဏာသက်ဆိုးရှိမဲ့ဘလို့လောက်ရမျိုးမဆိုဆန့်ကျင်တော်လှန်သွားမှာဖြစ်ကြောင်းဝတအန်းမွန်လူငယ်တွေကနိုဝင်ဘာ10ရက်နေ့မှာသဘောထားထုတ်ပြန်လိုက်ပါတယ်။တမိုင်းတလျှောက်စစ်တပ်ကျင်းပပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲတိုင်းဟာသူတို့အာဏာတည်မြဲရေးနဲ့တရားဝင်ဖြစ်အောင်ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် တိုင်းရင်းသားအင်အားစုတွေအချင်းချင်းကြားစီးလုံးညီညွတ်မှုပြတ်ပြားစေရေးသွေးခွဲရေးနဲ့နိုင်ငံတကာအသံအဝိုင်းကိုလှည့်စားပြီးတရားဝင်မှုရရှိစေရေးအတွက်ပဲရည်ရွယ်ခဲ့တာလို့အဲ့ဒီတိုင်းရင်းသားလူငယ်တွေရဲ့ပူးတွဲသဘောထားထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဝတအန်မိုးလူငယ်တွေကစစ်တပ်ရွေးကောက်ပွဲကိုအတူအောင်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ပြီးဒါကစစ်တပ်ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအလုံးရှောင်ရှားဖို့၂008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်အသက်သွင်းဖို့ရည်ရွယ်ထားပြီးလူငယ်တွေလိုလားတဲ့ Federal Democracy ပြည်တော်စုတိဆောက်ရေးနဲ့လုံးဝဆန့်ကျင်နေတာကြောင့်လုံးဝဆန့်ကျင်ကန့်ကွက်လိုကြောင်းဆက်လက်ဖော်ပြပါရယ်။ဒါကြောင့်ပြည်တွင်းပြည်ပကနိုင်ငံရေးပါတီတွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအရက်ပတ်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးသမားတွေအနေနဲ့စစ်တပ်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်တာမလုပ်ကြဘို့တိုင်းရင်းသားလူငယ်တွေကတိုက်တွန်းလိုက်ပါရယ်။ဒါအပြင်တရုတ်အစိုးရအပါအဝင်နိုင်ငံတကာအစိုးရတွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ယင်းနှိမ့်မြုံနှံသူတွေအနေနဲ့စစ်တပ်ရွေးကောက်ပွဲကိုနှီးပညာအရပံ့ပိုးခြင်း ်စောင့်ကြည့်လေ့လာခြင်းဥပပေါင်းပါဝင်ခြင်းအတိမတ်ပြုခြင်းတွေမလောက်ဆောင်ကြဖို့လဲထပ်မံတိုက်တွန်းထားပါတယ်ဒီရွေးကောက်ပွဲဟာစစ်ကောင်စီဘက်ကပြည်သူအပေါ်တောက်လျှောက်ကျူးလွန်ခဲ့တဲ့စစ်ရာဇဝမှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုပြည်ပေါင်းကချဖို့လုပ်ရတာဖြစ်တယ်လို့အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB အတွင်းရေးမှုအဖွဲ့ဝင်မတ်ချောစုစံကပြောပါတယ်ရွေးကောက်ပွဲနောက်ဆက်တွဲမှာလူထုကအထွေထွေအကြက်တဲတွေကြုံရမယ့်အပြင်စစ်ကောင်စီရဲ့စစ်ရာဇဝမှုကျူးလွန်တာကို အခုထပ်ပိုကြုံရမယ်လို့သူကသတိပေးပါတယ်။ဒါကြောင့်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာပြည်သူလူထုအတွက်ထွက်ပေါက်မဟုတ်ပဲထောင်ချောက်သာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်ရှင်။မကွေးတိုင်းကြီးလင်းမြို့နယ်ကိုစစ်ကောင်စီတပ်ကနိုဝင်ဘာ၁၀ရက်နေ့မှာလေကြောင်းကနေ၃ချိန်ထပ်မံတဲ့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ပြောပါတယ်။နိုဝင်ဘာ၁၀ရက်နေ့လယ်တနားရီခွဲဝန်းကျင်မှာမန္တလေးတပ်အုပ်လေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကပုံညာတောင်အနောက်ဘက်ခြမ်းကိုဘုံကျဲတက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ထိခိုက်မှုကိုမသိရသေးသလိုတိုက်ပွဲကြောင့်မဟုတ်ပဲဒီတိုင်းဘုံကျဲတိုက်ခိုက်ခဲ့တာလို့ထီးလင်းမြုပ်ကန်ကဆက်ပြောပါတယ်။ပုံညာတောင်အနီးတစ်ဝိုက်မှာ အကြီးပန်း၊အလဲပန်း၊အညာပန်း၊စို့ပြား၊ပြင်ပစတဲ့ကျေးရွာတွေရှိပြီးတောင်ရဲ့အနောက်ဘက်ခြမ်းမှာတော့ကျင်းရွာရှိတယ်လို့သိရပါဗျ။အဲ့ဒီဒေသကိုစစ်ကောင်စီတပ်ကရက်ချပြီးမကြာခဏလေးကြောင်းတိုက်ခိုက်နေတာပါ။ဒီတိုက်ခိုက်မှုတွေကထီးလင်းမြုပ်နယ်အတွင်းနယ်မြေကျွတ်တင် ရှင်းလင်းတာဒါမှမဟုတ် ကြောက်ထုနဲ့ပေါ့မြွနယ်မှာရှိနေတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုဒေါ်လာရည်အင်အားစုတွေချင်းကပ်မလာအောင်ဖြစ်နိုင်တယ်လို့အဲ့ဒီစစ်ရေးသတင်းရင်းမြစ်ကသုံးသပ်ပါတယ်။ဒါအပြင်အခုနှစ်စက်တင်ဘာကစလို့စစ်ကောင်စီတပ်ကပေါ့မြွကပ္ပစာ24ကိုအင်အားထောင်ချီဖြစ်နေပြီးစက်ရုံအနီးတစ်ဝိုက်ကိုနေမြေရှင်းလင်းတာနဲ့ထီးလင်းမြွနယ်ဘက်စီစစ်ကြောင်းထိုးတာတွေရှိပါတယ်။ပေါ့မြွနယ်ရေပြူနယ်ကြောက်တကာကျေးရွာတွေကနေစစ်ကြောင်းနှစ်ခုနဲ့ထီးလင်းဘက်ကိုထိုးစစ်ဆင်နေတာကြောင့် ဒေသတွင်တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်နေတာ၃လဝန်းကျင်ရှိနေပြီလို့သိရပါတယ်ရှင်။မကွေးတိုင်းပေါ့မြွနယ်တောင်ပိုင်းမှာစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်တာမှာစစ်ကောင်စီစီကနေတနက်၅လက်နဲ့ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်းဂျိုကာပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။စစ်တပ်ထုတ် MA စီရီတနက်၄လက်နဲ့ကာပိုင်တလက်60မမဘုံသည် RPG အီနာကာနင်းမိုင်းတွေကြီးစံတွေနဲ့စစ်အုံဆောင်ပစ္စည်းတချို့ကိုသိမ်းဆည်းရရှိကြောင်း နိုဝင်ဘာ၈ရက်နေ့မှာထုတ်ပြန်ခဲ့တာပါတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့ဂျိုကာပျောက်ကြားတပ်ဖွဲ့ကို People Spring ကဆက်သွယ်မေးမြန်းဖို့စူးစမ်းနေပါတယ်။နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီးဖြစ်စဉ်ကိုထုတ်ပြန်လို့မရသေးဘူးလို့ပေါ့တောင်ပိုင်းမှာစစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်နေတဲ့ Round Revolution Force တာဝန်ရှိသူကပြောပါတယ်။ရွေးကောက်ပွဲမတိုင်ခင်နယ်မြေထိန်းချုပ်ရေးအတွက်တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးရာပေါ့မြွနယ်ရဲ့တောင်ဘက်ခြမ်းကိုစစ်ကောင်စီကဒေသရင်းပြည်သူစစ်ခေါ်ပြူစောထီတွေနဲ့ပေါင်းပြီး အင်အား400ဝန်းကျင်နဲ့စစ်ကြောင်းထိုးနေတာလို့သိရပါတယ်လက်ရှိမှာစစ်တပ်စစ်ကြောင်းကပေါင်းမြို့ဘက်ကိုချဉ်ကပ်ပြီးမြို့အနီးတစ်ဝက်ကရွာတွေကိုမီးရှို့တာတွေရှိတယ်လို့ဒေသရင်သတင်းရင်းမြစ်တွေကပြောပါတယ်စိတ်ဖြူအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ22ကနေတမ69လောက်ခန့်တရင်3ရင်ကအောက်တိုဘာ29ရက်ကစလို့ပောက်တောင်ဘက်ချမ်းစီစစ်ကြောင်းထိုးလာတာပါတရင်109 439 14တို့ပူးပေါင်းထားတဲ့စစ်တပ်စစ်ကြောင်းကို တော်လရဲတပ်တွေကအောက်တိုဘာ31ရက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လက်တလောစစ်ရေးအရာပေါ့စိတ်ဖြူလမ်းပိုင်းကိုရဲအကန့်အသတ်မရှိ ပိတ်ထားတယ်လို့ကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်ရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။